ကျွန်တော်တို့ကထိုင်းကားရမ်းကြည့်ထားတဲ့ပုံမှာထိုင်းကားနိုင်ငံခြားကားအများကြီးကြည့်ထားတာပေါ့ဆိုတော့အဲ့အဲ့ဟာတကယ်တကယ်ပါကျွန်တော်အဲအဲ့အဲ့အတွက်အရန်ကျွန်တော် appreciate ဖြစ်ပါတယ်ကျွန်တော်ထိုင်းကားလိုမျိုးဟာကွက်တွေထွက်သွားမလားထိုင်းကားလိုမျိုးဖြစ်ပါမလားရိုက်နိုင်ပါမလား or presentation တွေကျွန်တော် edit တွေမှာဟိုထိရောက်မှုရှိပါမလားပေါ့ဟိုကျွန်တော်ဟို director ကြီးကျွန်တော်တို့ကိုထက်ကကရင်မီ၃စုဗျာဆိုတော့အရန်တော်ပြီးသားပါ ဟိုဘယ်လိုပြောရမလဲအဲ့လိုဂျားရဲမှာမှာဒီလိုမျိုးခွဲထွက်တဲ့ကျွန်တော်တို့ဇက်ကားတကားကိုထပ်ပြီးဖန်တီးတဲ့ခါကိုတွက်ကိုထက်တွက်လည်းအင်မတန်မှတာဝန်ကြီးရလို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့ဒါကိုသူလုပ်ပြထားနိုင်တဲ့အတွက်ကြောင့်အရန်ကုန်ယူပါတယ်ကျွန်တော်တို့မြန်မာတွေဒီလိုကားမျိုးရိုက်ပြထားရဆိုတော့ကျွန်တော်တို့ကြွားလို့ရပြီပေါ့ဗျာဟုတ်ပြီဗျာတယောက်ယောက်ကပြညာနဲ့ကိုလှုပ်ထားတာခုကလေးကဒီကားကလည်းအရန်ကိုမှကျွန်တော်တို့ online မှာလှုပ်ခတ်နေတဲ့အတွက်ကြောင့်လည်း ဟိုဝမ်းသာမိပါတယ်ခုံယူမိပါတယ်တဲ့ဟိုအရင်ကောင်းပါတယ်မျောလင်းထားတဲ့အတွက်ကိုအများကြီးကိုယ်ကလည်းပြစ်ချက်တွေလိုက်ရှာကြည့်ရပေါ့နော်ဆိုတော့ဟိုပြစ်ချက်မတွေ့ပါအောင်အရင်ကောင်းပါတယ်ဆိုတော့ဟိုအားလုံးပါဝင်တဲ့လူတွေအကုန်လုံးလည်းဟိုအရင်ကောင်းကြတဲ့အတွက်ဟိုဒီကားကြီးအတွက်ကျွန်တော်ခုံယူပါတယ်ဟုတ် now in the sula မူကြီးကလေးကမျိုးရိုးကပါလာတာအိမ်မထဲမှာလေတည်သွားတဲ့ဥမောင်ကြီးကိုအပြင်းပြရတယ် ော်ကျွန်တော် creator တော့ကတော့အော်ကျွန်တော်ကတော့မနိုင်ပြောရင်တော့ screen time အနေနဲ့ဆိုရင်နည်းနည်းနည်းတာပေါ့နော်ပါဝင်တဲ့နေရာမှာလည်းဟိုဇက်တခုလောဝင်ပြီးတော့ခဏဝင်လှုပ်တဲ့နေရာမှာဝင်ဝင်တာပေါ့ဆိုတော့ဟိုကိုခန်းအပြည့်ဟိုခန်းတော့နေတယ်ဒါပေမဲ့ဟိုကျွန်တော်ပါတဲ့ခန်းတိုင်းကတော့ကျွန်တော်ကျင်းတဲ့အာရုံမှုရှိတယ်ဟိုကျွန်တော်အကောင်းဆုံးလုပ်ခဲ့တယ်အဲ့အတွက်လည်းကျွန်တော်ကျင်းတတ်ပါတယ်ဟုတ်တယောက်ယောက်ကပြညာနဲ့ကိုလှုပ်ထားတာ ဲ့ဒါတော့ပြောရခက်တယ်ပေါ့နော်ကျွန်တော်တို့ကတော့อืมအများကြိုက်တယ်ဆိုတော့ပရိသတ်ကကျွန်တော်ဝေဖန်တာကိုကျွန်တော်30တင်းနေစောက်ကြည့်ကြမှာပေါ့အကုန်လုံးဆိုတော့ဟိုအရှိမလဲဒါတကယ်ဟိုပညာရှင်တွေလည်းအများကြီးလာကြည့်ကြတာဆိုတော့ဟိုပညာရှင်တွေလည်းတုံးတက်တာလေးပို့ပို့ပြီးတော့ပြည့်စုံမယ်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကြိုက်တယ်ပရိသတ်ကိုလည်းဒါပရိသတ်ကြိုက်ကြမယ်ရုပ်ရှင်မျိုးစမ်းသစ်တဲ့ကျွန်တော်ဇလန်းတစ်ခုကိုဟိုဖန်တီးထားကြတယ်ဒီစမ်းသစ်တဲ့ဟာလေးကိုပရိသတ်တွေအနေနဲ့ဟို ကြည့်ပြီးမှပဲကောင်းတယ်ဆိုတော့သူတို့သိမှာပေါ့เนาะဆိုတော့ဟိုကျွန်တော်31ရက်နေ့တင်တဲ့ခါကျရင်လာပြီးတော့ update ကြဖို့ဝင်ရကြဖို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်အခုကလေးကဒီကားကလည်းအရန်ကိုမှကျွန်တော် online မှာလှုပ်ခတ်နေတဲ့အတွက်ကြောင့်လည်းဟိုဝမ်းသာမိပါတယ်ခုံယူမိပါတယ်တင်းကိုနင့်ကိုအကြောင်းလို့ဆိုပြီးတော့တရားတော့ဘူးမအပေါင်းသိမလို့ဆိုအားနဲ့ဒီလောက်နေရှိဟာ yes yes အဲ့အဲ့ဒါအဓိကပါပဲကျွန်တော်တို့ကထိုင်းကားရမ်းကြည့်ထားတဲ့ပုံမှာ ထိုင်းကားတွေနိုင်ငံခြားကားတွေအများကြီးကြည်ထားတာပေါ့ဆိုတော့အဲ့အဲ့ဟာတကယ်တကယ်ပါကျွန်တော်အဲအဲ့အဲ့အတွက်အရန်ကျွန်တော် appreciate ဖြစ်ပါတယ်ကျွန်တော်ထိုင်းကားလိုမျိုးဟာကွက်တွေထွက်သွားမလားထိုင်းကားလိုမျိုးဖြစ်ပါမလားရိုက်နိုင်ပါမလား or presentation တွေကျွန်တော် edit တွေမှာဟိုထိရောက်မှုရှိပါမလားပေါ့ဟိုကျွန်တော်ဟို director ကြီးကျွန်တော်တို့ကိုထက်ကကရင်မီ၃စုဗျာဆိုတော့အရန်တော်ပြီးသားပါဟိုဘယ်လိုပြောရမလဲ ဲ့လိုဂျားရဲမှာမှာဒီလိုမျိုးခွဲထွက်တဲ့ကျွန်တော်တို့ဇက်ကားတကားကိုထပ်ပြီးဖန်တီးတဲ့ခါကိုတွက်ကိုထက်တွက်လည်းအင်မတန်မှတာဝန်ကြီးရဲ့လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့ဒါကိုသူလုတ်ပြထားနိုင်တဲ့အတွက်ကြောင့်အရန်ကုန်ယူပါတယ်ကျွန်တော်တို့မြန်မာတွေဒီလိုကားမျိုးရိုက်ပြထားတယ်ဆိုတော့ကျွန်တော်တို့ကြွားလို့ရပြီပေါ့ဗျာဟုတ်ပြီဗျာဟိုမှာဒီတရွာလုံးမှာအချောဆုံးအလှဆုံးတော့ဥစ္စာဆောင်မျိုးစုံမျိုးအောင်လာတာဖြစ်ချင်းဖြစ်နိုင်တယ်သူတော့ပေးတဲ့အတွက်ကြည့်ရင်တော့ထုံးအောင်ကို ဟိုဟိုကြောက်တဲ့လူတွေကြောက်မယ်တနာတဲ့လူတွေတနာမယ်ပေါ့နော်ဆိုတော့ဆိုတော့ပြိတ္တတွေဝေဖန်ပေးကြပါဦးလို့ပြောချင်ပါတယ်ဗျာဟုတ်မိတ်ကပ်ကောက်ကိုကျွန်တော်တို့ကညနေ9နာရီလောက်ဆိုရင်စပြီးပြင်ဆင်ရပြီပေါ့နော်အဲမိတ်ကပ်ပြင်ဆင်ပြီးသွားပြီဆိုရင်ဒါတညလုံးရိုက်တာမိုးလင်းတဲ့အထိရိုက်တာညနေ9နာရီလောက်ကနေအဲ့မိတ်ကပ်တွေနဲ့ကျွန်တော်မိုးလင်းနေထွက်တဲ့အချိန်ဒီအဲ့မိတ်ကပ်နဲ့ရိုက်ရတညလုံးရိုက်ကဆိုတော့အဲ့မိတ်ကပ်နဲ့နေရာမှာစိတ်လေးရောနည်းနည်းချင်းချက်မှုရောရှိတာပေါ့နော်ပြီးတော့ဒီ ဒီတချို့ဟာဆင်းနေဆိုကျွန်တော်မျက်ကပ်မှန်တတ်ထားတဲ့ဟာလေးမှာဆိုရင်လည်းအဲ့လိုမျက်လုံးအရန်နာပြီးတော့မိုးလင်းတဲ့အထိအဲ့လိုရရတဲ့နေ့တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ပြီးတော့အမှတ်တရတွေလည်းအများကြီးရှိတယ်ကျွန်တော်ပင်းတရမှာအရန်အေးရဲ့အချိန်မှာဟိုဒီရေလောင်းပြီးတော့ရေဆိုးနေတဲ့ခန်းတွေရိုက်တဲ့ခါရကအဲကျွန်တော်ဒီမိုးရွာတဲ့ဆင်းနေဆိုရင်လည်းအရန်အေးခဲ့ရဆိုတော့အမှတ်တရတွေလည်းဖြစ်ပါတယ်ဟိုမှန်တိုင်းပြောရရင်ကျွန်တော်အနေနဲ့တော့ဒီဆင်းဆင်းအလုံးအဲကျွန်တော်၈ဆင်းအဲ၁၀ဆင်းလောက်တော့ရှိမှာပေါ့နော် ဆိုတော့အဲ့စင်းနဲတယ်အဲဒါပေမဲ့လည်းကျွန်တော်ကခုနပြောသလိုပဲ character တခုကိုခိုင်ခိုင်မာမာနဲ့ဝင်လို့ရတဲ့ဟိုနေရာလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတကယ် actor ကြီးတွေနဲ့ဟိုအလုပ်တွေလုပ်ချင်တဲ့စိတ်ကိုထက်နဲ့ကျွန်တော်အလုပ်တွေလုပ်ချင်တဲ့စိတ် marketing နဲ့အလုပ်တွေလုပ်ချင်တဲ့စိတ်နဲ့ကျွန်တော်ဝင်ပြီးတော့ဒါဟိုပြောရမယ်ဆိုရင်ဝင်အားဖြည့်ပြီးတော့အကောင်းဆုံးပံ့ပိုးထားတာပေါ့နော်ဆိုတော့ကျွန်တော်အဲ့နေရာလေးမှာလဲဒါကျွန်တော်တွေ့လိုက်တဲ့အချိန်မှာလဲအကောင်းဆုံးဟို Charlie ဝင်ပြီးတော့အကောင်းဆုံးလှုပ်ထားတယ်ဆိုတော့ဟိုအပိတန်လေးကြားရရင်ကျင်တတ်ပါပြီဆိုတော့အခန်းနဲ့တာများတာထက်ဟိုအခန်းနဲ့တာများတာဆိုရင်ကိုကိုကိုပြောမှာဆိုရင်လည်းဟိုအားမလို့အားမရလေးတော့ဖြစ်တာပေါ့နော်ဆိုတော့ဟိုကျွန်တော်တဆင်ချင်းစူးစမ်းနေပါတယ်ဟုတ်ကဲ့ဗျာမကေတိုကိုဝင်နေတာကိုဦးညင်းနန္ဒာကိုနေထက်လင်းပြီးတော့အတီမျိုးပေါ့ဆိုတော့တကယ် MND6 အဲအဲ့လိုမျိုးလူကြီးတွေနဲ့ဆိုက်ခွင့်ရရဲဆိုတာကျွန်တော်တို့ကဂုံစရာကောင်းပါတယ် အဲ့တော့ဟိုအများကြီးလည်းအခုဆိုရင် anti grace လို့လည်းကျွန်တော်ဟိုဟိုချီကျူတန်လေးလည်းကြားရတဲ့အတွက်လည်းအရန်ဝမ်းသာမိပါတယ်ဗျဟုတ်ကဲ့ဗျဟုတ်ကဲ့ဟိုပရိသတ်တွေနေနဲ့တော့နတ်ဝင်တွေကတော့ဟိုအခုချိန်လောက်ဆိုရင်ဒါကျွန်တော်အင်တာဗျူးကြီးနေတဲ့အချိန်မှာလည်းအရန်ကြည့်ချင်နေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်31ရက်နေ့ကျရင်ဒါဟိုကျွန်တော်နတ်ဝင်တဲ့ရုပ်ရှင်ကားကြီးကရုံတင်ပြသပါတော့မယ်ဆိုတော့ကျွန်တော်နတ်ဝင်တဲ့ပရိသတ်တွေရောအဲကျွန်တော်ဒီဒီကျွန်တော်ချစ်တဲ့ အနုပညာရှင်တွေအများကြီးဝင်ပြီးတော့အကောင်းဆုံးကျူဆောင်ထားကြပါတယ်ဆိုတော့အပိဝဲရကြဖို့လည်းပြောချင်ပါတယ်ဗျာကျေးဇူးများတင်ပါတယ်ကျေးဇူးပါ